အောင်နဲ့တန်နုံတို့ရဲ့ပွဲဟာတကယ်လို့အကျိတ်နဲ့ရှိပြီးကြမ်းတမ်းလှတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဂျူရလက်ဝဲစီမင်းတွေအတိုင်းဆိုရင်ထုံးမင်းအောင်အနေနဲ့အစည်းတေရက်တဲ့လို့ငါရှိအပြည့်ထွားမယ်ဆိုရင်တော့စတော့တချီမှာပဲအလဲထိုးနိုင်ပါသေချာပေါက်လို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့တတရချီမှာတန်နုံဟာကြလို့နေပါဖြစ်နေခဲ့ပြီးအခြေကုံသွားတာကတန်နုံအတွက်အတော်လေးကိုကန်ကောင်းခဲ့တဲ့အခြေအနေပါပဲ။ထုံးမင်းအောင်ဟာအမှတ်နဲ့ရှင်နေခဲ့ပေမဲ့ပွဲကတော့တကယ်ကိုအကောင်းဆုံးကျမ်းပြသွားခဲ့ပါတယ်။ပထမရှိဆော့ဘက်မှာ တထောင်တန်ရာရခဲ့လို့သာပွဲကကြည့်ရဆိုးသလိုဖြစ်သွားခဲ့ပေမဲ့ဒုတိယချီနဲ့တတိယချီတွေမှာတော့ထွန်းမင်းအောင်ကအများကြီးလုပြနိုင်ခဲ့ပြီးတတိယချီမှာဆိုရင်အလဲထိုးအနိုင်ရခံနေအထီတောင်ဖြစ်ခဲ့ပါတယ်တန်နွန်ကလည်းမရတော့မှန်းသိလို့ထွန်းမင်းအောင်ကိုလိုက်ဖက်နေခဲ့တာဖြစ်ပြီးသူကိုယ်တိုင်လည်းမောပန်းပြီးအကုန်နေပြီဖြစ်ပါတယ်ဒီပွဲမျိုးကတရေတောင်ပေးတဲ့ပွဲမျိုးဖြစ်ပြီးတန်နွန်ဟာအမှတ်စဉ်ရှိခရရခံနေအထီထိနာခဲ့တာပါဒီညမှာထွန်းမင်းအောင်ကအရန်ကိုစူးစမ်းပြီး စွမ်းဆောင်ရည်ပြသွားခဲ့တာဖြစ်တယ်လို့တကယ်ကိုချီးကျူးထိုက်ပါတယ်။တန်နုံဆိုတာထွန်းထွန်းမင်းတို့ရဲ့အဆင့်ရှိတဲ့ fighter တို့ဖြစ်လာကြောင်းထွန်းမင်းအောင်ခုလိုကစားပြနိုင်တာဟာတကယ်ကိုတော်လုံးပါတယ်။ဒီပွဲမှာထွန်းမင်းအောင်အတွက်ကမကောင်းတဲ့အချက်နှစ်ချက်ရှိခဲ့တယ်လို့သုံးသပ်ရပါတယ်။ပထမအချက်ကတော့ပထမအချိန်မှာလည်းအကွဲတန်ရာစောစောစီရခဲ့တာပါ။ဇီတန်ရာကသူ့ရဲ့ပွဲအမြင်ကိုအတော်လေးအနှောက်ယှက်ဖြစ်စေခဲ့ပြီးပထမဆုံးအချိန်ကိုအသာစီးယူဖို့ကြိုးစားနေတဲ့အချိန်မှာပဲအခက်ခဲနဲ့ရှင်ဆန်ခဲ့ရပါတယ်။ ူရီယက်အချက်ကတော့တန်နွန်ကိုပါဝါလက်သီးနဲ့မှတ်အောင်ထိုးတဲ့အချိန်မှာကျိုးတန်းကတန်နွန်ရဲ့အနောက်မှာရှိနေတာကြောင့်တန်နွန်ဟာထိချက်နာခဲ့ပေမဲ့လည်းမကျခဲ့တာပါပဲကျိုးဝိုင်းအတွင်းမှသာဆိုတန်နွန်ဟာနော့ဒေါင်းကျမှတိတ်ချပေါက်မက်ဆေ့ချ်ခံရမှာပါဒီအချိန်လေးနှစ်ခုကြောင့်သာထုံးမအောင်ဟာအလေထိုးအနိုင်ရဖို့အခွင့်အရေးကောင်းတွေလက်လွတ်ခဲ့ရတာဖြစ်ပါတယ်အကွဲတန်ရန်တစ်ခုကလွဲလို့တန်နွန်အနေနဲ့ထုံးမအောင်ကိုဘာဖြစ်ရမှဖိနိုင်ခဲ့ခြင်းမရှိပါဘူးဖြောက်ဖြောက်ပြောရရင်သုံးကြည့်စလုံး ုံမင်းအောင်ကသာဦးဆောင်ပြီးအစည်းနဲ့ကစားသွားနိုင်ခဲ့တာပါဒါပေမဲ့လည်းဝမ်ချက်မြရှိရဲ့ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကတော့မင်းလူလူအငင်းပွားစရာဖြစ်နေကြပါဒီပွဲမှာဒိုင်တွေရဲ့အမှတ်ပေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့တွေ့ရမယ်ဆိုရင်ထုံမင်းအောင်ဟာပွဲကိုဦးဆောင်ခဲ့တာသိတာပါတယ်သူတို့ဖြစ်ဒုတိယအချီနဲ့တတိယအချီမှာတန်နုံဟာနောက်ပြန်ဆုတ်ပြီးခုခံနေရတဲ့အနေအထားကိုရောက်နေခဲ့တာပါထုံမင်းအောင်ရဲ့ထိုးသက်မှုတွေကပိုပြီးပြတ်သားခဲ့တယ်လို့တန်နုံရဲ့ခန္ဓာကိုယ်အချိန်ဟုန်ပြင်းပြင်းနဲ့ထိမှန်ခဲ့တာလည်းများပါတယ် တတရချီရဲ့နောက်ဆုံးစက္ကန့်တွေမှာတန်တုံနှော့တောင်မှုဖြစ်သွားအောင်ဂျိုဒန်ကကယ်သွားခဲ့ရတဲ့အချိန်တွေကထွန်မင်းအောင်ရဲ့စွန့်ရင်နဲ့ဖိအားပေးမှုကိုထင်ရှားပြသခဲ့ရပဲဖြစ်ပါတယ်။နောက်ထပ်စက္ကန့်20လောက်သာအချိန်ထည့်ရခဲ့ရင်တခြားဘောအလဲဆိုးနိုင်မှာဖြစ်ပါတယ်။ဒါဟာစစ်မကောင်းတဲ့ကံကြမ္မာကုလို့ဆိုရမှာပါ။ထွန်မင်းအောင်အနေနဲ့ဒီပွဲရလက်ကိုတိတ်ပြီးမချေနိုင်နိုင်သေးတဲ့အတွက် တန်တုံနဲ့မချေပွဲငါးချီစင်ကိုဝဲထိုးဖို့ဝမ်ချက်မြရှိရဲ့ CEO ဖြစ်သူချက်ထရီကိုတောင်းဆိုမယ်လို့လည်းသိရပါတယ်။ ငါရှိစင်ကိုကွဲတာဆိုရင်တော့စလိုရအချီမြောက်မှာတန်တုံကိုသူလဲထုတ်နိုင်မယ်လို့ယုံကြည်ချက်ပြည့်နေပြောဆိုနေပါတယ်။ချက်ထရီတာခွင့်ပြုပေးခဲ့မယ်ဆိုရင်ပြည်သက်တွေအနေနဲ့ထုံမင်းအောင်နဲ့တန်တုံရဲ့အခြေပွဲကြီးကိုပြန်လည်ကြည့်ရှုအောင်မှာသိချပါတယ်လို့ညှိကုံးချုပ်လိုက်ရပါတော့တယ်။